အခုကျွန်တော်တို့မြန်မာနိုင်ငံကအရေးပေါ်ခြေနေပါအရေးပေါ်ခြေနေမှာအသက်ကယ်ရမယ်အသက်ကယ်တဲ့အချိန်မှာလူအသက်တစ်ချောင်းတောင်မဟုတ်ဘူးဒီမှာပြည်သူတန်ပေါင်းများစွာရဲ့အသက်ကိုအရင်ဦးစားပေးပြီးတော့ကယ်ရမယ်အဲ့တော့တန်ပေါင်းများစွာကျွန်တော်တို့ကလူနာတွေမဟုတ်လူကောင်းတွေပါသူကသူနေနေတဲ့ပြင့်မဲ့တဲ့ပြည်သူပြည်သားတွေပါပြင့်မဲ့တဲ့ပြည်သူပြည်သားတွေမတည်အောင်ဘလို့အတွက်တက်နေတဲ့လူကိုရက်ခိုင်းဖို့ပဲရှိပါတယ်အဲ့ဒီအတွက်သူတို့ရက်ခိုင်းမယ်ဆိုလို့ရှိရင် သဘောတူညီချက်တွေဆွေးနွေးပွဲတွေပြီးဝေးတွေနဲ့တွေမလုံလောက်ပါဘူးသူတို့ရက်နိုင်မဲ့ဖီအားမျိုးပေးရပါမယ်အဲ့ဒီဖီအားမျိုးမှာဆိုလို့ရှိရင်နိုင်ငံတကာအနေနဲ့ဆိုလို့ရှိရင်လုံနိုင်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါကိုမလုံဖဲနဲ့သူတို့သဘောတူညီချက်လေးတွေဆွေးနွေးပွဲလေးတွေတွေးဆောင်ပွဲလေးတွေနဲ့တွေမဲ့ခြေတိတ်နေတဲ့ဟာမျိုးပေါ့နော်သူတို့ကိုသူတို့ဒါလုံးလုံးတာဝန်ကျေနေပြီလို့ထင်နေတဲ့ဟာမျိုးတော့ကျွန်တော်အနေနဲ့အားမရပါဘူးလို့ အာဆီယံဘုံသဘောတူညီချက်၅ချက်လောက်ထိအရေးပါတယ်လဲဆိုလို့ရှိရင်ကေရွေးအဒီဟာသာအရေးပါတယ်ဆိုအခုဆိုရင်၄နှစ်ကျော်၅နှစ်အတွင်းရောက်လာပြီတခုခုတော့အတော်လန်ရေးအတွက်အဖြစ်တခုခုရှာနိုင်ရမယ်ပေါ့နော်အကေရွေးအဒီဘုံသဘောတူချက်၅ချက်ကသာထိရောက်တယ်ဆိုရင်ဒါပေမဲ့အခုချိန်ထိစစ်တပ်ကလည်းလူသက်နေတာညှဉ်းပန်းနှိပ်စက်နေအောင်ဘုံကျဲနေတာတွေတပြားမှမရော့တယ်လို့ကျွန်တော်တို့ပြည်သူတွေကလည်းနေ့စဉ်နဲ့အမျှအိမ်နေမီရှိုးခံရတာတွေအမျိုးသမီးတွေအမျိုးသားတွေဖန်ခံပြီးတော့နှိပ်စက်ခံရတာအမျိုးသမီးတွေဆိုလို့ရှိရင်လည်း ဟိုကိုဝင်ဆောင်မှာမချမ်းအာဓမကျင့်ခံရတာမျိုးတွေကလေးတွေဆိုလို့ရှိရင်လည်းပညာသင်ကြားခွင့်ယနေ့ထိဆုံးရှုံးနေတာမျိုးပြီးတော့တချို့ကလေးတွေဆိုလို့ရှိရင်ဒီ2021နောက်ပိုင်းမှာမွေးခဲ့တဲ့ကလေးတွေဆိုလို့ရှိရင်တချို့ဒေသတွေမှာဆိုရင်ကာကွယ်ဆေးတောင်မှလုံးဝမရသေးတဲ့ အခြေအနေမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးတွေဆက်ပြီးတော့ဖြစ်နေတယ်ဆိုတဲ့ဟာကအာဆီယံအပါဝင်တခြားနိုင်ငံတကာကဒီမြန်မာနိုင်ငံပေါ်မှာထားတဲ့မြန်မာအရေးပေါ်မှာထားတဲ့ဆုံးဖြတ်ချက်တွေဆွေးနွေးမှုတွေသဘောတူညီချက်တွေကလုံးဝလုံးဝမထီရောက်သေးဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်အကယ်၍ထီရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဘယ်ဟာအရေးကြီးဆုံးလဲအခုချိန်မှာလူတွေကိုတက်နေတဲ့ကိစ္စကဟိုအရေးကြီးဆုံးပဲထင်တယ်အနည်းဆုံးကျွန်တော်တို့စေပညာတွေလိုရကြည့်မယ်ဆိုလို့ရှိရင်အရေးပေါ်လူနာ တယောက်ယောက်လာတယ်ဆိုပြထမအောင်ဆုံးလူအတက်ကိုရင်ကယ်ရမှာပဲပြီးတော့မှဂျန်နဲ့ကိစ္စတွေကိုဖြေရှင်းဖို့နော်ဆိုင်ယာ specialty ကိုလွှဲပြီးတော့ခါကြတော့ကုသတဲ့နီလမ်းမျိုးတွေတုံးရမှာအခုကျွန်တော်တို့မြန်မာနိုင်ငံကအရေးပေါ်ခြေနေပါအရေးပေါ်ခြေနေမှာအတက်ကယ်ရမယ်အတက်ကယ်တဲ့အချိန်မှာလူအတက်တစ်ချောင်းတော့မဟုတ်ဘူးဒီမှာပြည်သူတန်ပေါင်းများစွာရဲ့အတက်ကိုအရင်ဦးစားပေးပြီးတော့ကယ်ရမယ်အဲ့တော့တန်ပေါင်းများစွာကျွန်တော်တို့ကလူနာတွေမဟုတ်လူကောင်းတွေပါသူကသူနေနေတဲ့ပြင်းမဲ့တဲ့ပြည်သူပြည်သားတွေပါပြင်းမဲ့တဲ့ပြည်သူပြည်သားတွေမတည်အောင်ဘလို့အတွက် တက်နေတဲ့လူကိုရက်ခိုင်းဖို့ပဲရှိပါတယ်အဲ့အတွက်သူတို့ရက်ခိုင်းမယ်ဆိုလို့ရှိရင်သဘောတူညီချက်တွေဆွေးနွေးပွဲတွေပြီးဝေးတွေနဲ့တွေမလုံလောက်ပါဘူးသူတို့ရက်နိုင်မဲ့ဖီအားမျိုးပေးရပါမယ်အဲ့ဒီဖီအားမျိုးမှာဆိုလို့ရှိရင်နိုင်ငံတကာအနေနဲ့ဆိုလို့ရှိရင်လုံနိုင်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါကိုမလုံဖဲနဲ့သူတို့သဘောတူညီချက်လေးတွေဆွေးနွေးပွဲလေးတွေတွေးဆောင်ပွဲလေးတွေနဲ့တွေမဲ့ခြေတိတ်နေတဲ့ဟာမျိုးပေါ့နော်သူတို့ကိုသူတို့ဒါလှုပ်လို့တာဝန်ကျေနေပြီလို့ထင်နေတဲ့ဟာမျိုးတော့ကျွန်တော်အနေနဲ့အားမရပါဘူးလို့